မြတ်စွာဘုရားဘာမင်းရှိတုံးဆိုအေးတဲ့အမင်းတို့အချုပ်ပြောလိုက်မယ်ရဟန်းတန်ခါတွေကိုတင်းတို့ကအချုပ်တစ်ခုပြောလိုက်မယ်ဒါတစ်ခုအရေးကြီးတာပြောမယ်ဟန္တဓာဏိဘိခွေအမန္တရာမိဝမင်းတို့ကိုပွန့်ပွန့်လင်းလင်းပဲပြောလိုက်မယ်ဘာလို့ဝရဓမ္မသင်္ခါရသင်္ခါရတရားဆိုဘယ်တော့မှမမြဲဘူးအားလုံးက ချိန်တန်ရင်ပျက်စီးသွားမှာဖြစ်တယ်ဆိုတာကိုမမေ့ကြဘူးလောကလူတွေကเนาะထာဝရလို့ထင်ပြီးတော့မိမိလျော့လျော့နေတတ်ကြတာကိုဒါကြောင့်မို့မြတ်စွာဘုရားကဝရဒံမှာသင်္ခါရကံစိတ်ဥတုအာရလို့ဆိုတဲ့အကြောင်းလေးပါနဲ့ပေါင်းဆက်ထားတယ်တခြားအကြောင်းတွေဟေတုပစ္စည်းအာရမဏပစ္စည်းစတဲ့အကြောင်းတရားတွေနဲ့ပေါင်းဆက်ပြုပြင်ထားတဲ့သင်္ခါရတရားမှန်တယ်ဗျဝရဒံမှာ ယူရင်းပျက်စီးသွားမဲ့သဘောတွေကြီးပဲသဘောရှိတဲ့တရားတွေကြီးပဲဖြစ်တယ်အဲ့တော့ဒီလိုမခံမြဲတဲ့တရားတွေပေါ်မှာတတိထာဟုအပမဒိနာတမ္ပါဒိထာကိုလုံးတဲ့လုံးတိုက်တဲ့အရာတွေဘာတွေရှိတယ်ဆိုတာကိုယ့်ဘာကိုတတိထားပြီးတော့ကြင်ကြံကြိုးကိုအားထုတ်ကြရမှာဖြစ်တယ်လို့ရသော်ဗျာကအရေးကြီးတဲ့မိန့်ကြားချက်ကိုဝေဒာလီမဟာဝနတော်ဥတ္တေက ီကုဒါကရသာလအကြောင်းဥပဋ္ဌာနာသာလစီဝေခမကြီးတဲ့မှာယဟန်တော်တွေကိုဆုံးမအောင်လာပေးခဲ့တာသာသနာတော်အတွက်မြေမြအရေးကြီးတယ်ဆိုတာအလုံးတရားချေခင်သူတော်ကိုစင်ပြိတ်တောင်းလို့သိရှိနားလည်နိုင်ကြပါတယ်ရသော်ဘုရားရဲ့အရေးကြီးဆုံးသာသနာလို့ခေါ်ဆိုရတဲ့တရားဟာအခုပြောရတဲ့တတိပဌာန်၄ပါးသဗ္ဗပဌာန်၄ပါးအဋ္ဌိပဌာန်၄ပါး အိန္ဒြေ၅ပါးဘူ၅ပါးဘုဇင်9ပါးမဂ္ဂင်10ပါးသာနေဖြစ်တယ်။အဲ့ဒီတရားတွေကိုသနမှာပျောက်ကွယ်နေပြီဆိုရင်ကိုယ့်အတွက်သာသနာကွယ်နေတယ်လို့ပဲယူဆ။အဲ့ဒီတရားတွေကိုသနမှာထိုက်တဲ့သလောက်ရှိနေထိုက်တဲ့သလောက်သာသနာတည်တယ်လို့ယူဆ။အပြည့်ဝတည်ပြီဆိုမှကိုယ့်သနမှာအပြည့်ဝတည်တယ်။ဒါကြောင့်မို့မြတ်စွာဘုရားဒီတရားတွေကိုလေးနဲ့ထားပြီးတော့ အပမာဒေနသမ္ပါဒေတာမမေ့မလျော်သောတတိဖြစ်ဒီတရားတွေကိုယ်လည်းနာမဖြစ်အောင်ကြိုးစားရကြကြိုးစားကြရတော့ဒီလိုမှာကြတော့မူတာဖြစ်ပါလေတရားချစ်ခင်သူတော်စင်ပြိတ္တအပေါင်းတို့မြတ်စွာဘုရားအရေးကြီးဆုံးဖြစ်တယ်ဒီစကားကိုမင်ကြားပြီးတော့ခုလိုမှာကြတာကိုမှတ်တတိယတို့ကိုလည်းပဲဒီတိုင်းမှာကြတယ်လို့စိတ်ထဲမှာခံစားနားလည်ပြီးရသော်ဗျာရဲ့အဆုံးအမလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်း